တောက်တောက်စားစားပျော်ပျော်ပါပါကရန်ကုန်တမြို့ပဲရှိတော့တယ်ပထာကျွန်တော်ငါလည်းရန်ကုန်သားငါ I was born here ကျွန်တော်ရန်ကုန်မှာမွေးတာရန်ကုန်ကလူတွေအချိုးမတည့်ဘူးကြိုက်တဲ့ကောင်လာခဲ့ကွာအပေါ်တင်စင်ခေါ်တယ်ကွာကြိုက်တဲ့ကောင်လာခဲ့ရန်ကုန်ကငါရန်ကုန်သားဆက်တယ် I was born in Yangon division Taungla township I was born here တော်တယ်မင်းကြိုက်တော့တက်ခဲ့ပျော်ပျော်ပါပါတောက်တောက်စားစားဒီတမြို့ပဲရှိတယ်ရှောက်လုံးနေပြီးတော့ရင်သွားခဲ့ပြန်ခဲ့ဟာ တော့ကတွေဝေးပြီးတော့နေနေတာမင်းတို့ကွာမင်းတို့ပျော်ရက်တယ်အလှက်ရှိတယ်နော်သံတရားမြေချရက်လေတကြောတလဲတကြောတလဲရှောင်ပုံတော်လေအဲ့ဒီအလှက်ကိုယ့်အလှက်ကြလိုက်မအော်နဲ့အဲ့ဒီကြတော့မော်နဲ့မှတ်ထားမင်းတို့ရောင်သားတယ်ကိုယ့်အလှက်ကြတော့မော်နဲ့ဘုန်းကြီးတွေသိရင်တည်နေတာစိတ်ထဲမှာနှလုံးကစမင်းစားလို့မရဘူးကိုရှိတယ်တကယ်ချင်းတပါပေါင်းနှစ်ချမ်းထချမ်းပြတ်ချသွားဘာမှကြည့်ရနိုင် မမျိုးမျိုးမကြောက်ကောင်းပြီပြောကြရှိပါတယ်သူတို့ဘာသာသူတို့ဖြစ်တာဒီမျိုးတော့ကိုယ့်အိမ်ကိုတီဗီကြည့်တာဘာဖြစ်တယ်လဲလို့မြင်မဖြစ်ပါဘူးဖြစ်ပါဘူးဒါကလေးနားထောင်လိုက်ပရဒုတ်ကေသူတို့ဘာတို့ရှင်ရည်ဒီတတိရှိလက်တော့တောင်မြို့မဟာကန်းတော်ဆရာတော်ဘုရားကြီးရဲ့ကရုဏာစေတသိက်အပွင့်တပည့်စီပြောတယ်ဖြစ်မှာဆိုလို့ကရုဏာဆိုတဲ့စကားလုံးမှာပရဒုတ်ကေသူတို့ဘာတို့ရှင်ရည်ဒီတတိရှိလက်တော့သာရုဏံသူတော်ကောင်းကရုဏာရှင်သူတော်ကောင်းတို့ဤထရေကံပနဲ့စိတ်နှလုံးတုန်လို့ချင်းကိုကရုဏာတို့ခေါ်တို့မတုန်တော့ ကရုဏာမရှိဘူးဘာကရုဏာမရှိဘူးသူတစ်ပါးဆင်းရဲတာကိုတွေ့လိုက်လို့ရှိရင်စိတ်နှလုံးတုန်လို့တာကရုဏာတဲ့သူလာတာပါလားသူလာတာပါလားဒုက္ခိတလင်တတဝမြင်တော့ဒုက္ခိတဆိုရင်မင်းတို့ကဒုက္ခိတဆိုပြဟိုမတန်မစွမ်းလို့ထင်တယ်မဟုတ်ဘူးကိုဆင်းရဲစိတ်ဆင်းရဲနဲ့အဆင်မပြေတာရှိတဲ့ပုဂ္ဂိုလ်ဒုက္ခိတလို့ခေါ်တာကိုလိုမျိုးမတန်မစွမ်း disable ကိုပြောတာပေါ့ဒုက္ခိတလင်တတဝမြင်တော့သူတော်စင်မြစိတ်ချောက်ချား၍ သနာသမှုလှုပ်အောင်ပြုလှုပ်သွားနှလုံးသားလှုပ်သွားမတ်ရှုကရုဏာဒီမာကန်တော်ဆရာဘုရားကြီးအဲ့ဒီကရုဏာဒီဒါပေမဲ့ဖဲ့တော်မန်လေးမဖြစ်တယ်နော်သနာပါတယ်အဲ့ဒါကရုဏာမို့လားတော့ကအဲဆိုရင်တော့အဲ့ဒီဥစ္စာကိုဘလို့ပဲသူတို့တွေဒုက္ခရောက်လိုက်တာကိုသိတယ်သိပြီးဘလို့နီးနဲ့ကာဝယ်ပေးမလဲစောင့်ရှောက်ပေးမလဲကဲတင်ပေးမလဲလို့ဖြစ်မှာအဲ့ဒါကရုဏာအဲ့ကရုဏာဟုတ်ပြီနော်တခါတည်းမှာအလွန် အဲဆင်းရဲတဲ့သူတွေတွေ့လို့သနာရပါတယ်တဲ့ပစ္စည်းဥစ္စာပြည့်စုံနေတဲ့ပုဂ္ဂိုလ်ကမပြည့်စုံတဲ့ပုဂ္ဂိုလ်သနာခြင်းသည်ကရုဏာနဲ့စင်တူယိုးမသာဖြစ်၏ဟွာကရုဏာအတုသာဖြစ်၏ကိုသနာမှုသည်ကရုဏာအစစ်မဟုတ်သောကဟုခေါ်သောဒေါမနတကိုသူကကိုကချမ်းသာနေကာဘိနဲ့မလာတောင်းစားတာနေသနာပါလေဆိုတာကိုကချမ်းသာပြီသူဆင်းရဲလို့သူ့ဘုံမှာဒေါမနတဝေဒနာဖြစ်တာအရာကောင်းရအဘိဓမ္မာကမဖောက်ပြန်ဘူးသနာပြီလို့ရှိရင်ကရုဏာအစစ်ကသူတစ်ပါးကို သနာတော်လဲ သူတို့ဘာကိုတဏှာရင်ကုသိုလ်ဖြစ်တယ်အဲ့ဒါကိုဘယ်နည်းနဲ့ပယ်တင်ပေးရမလို့ဖြစ်တဲ့အခါမှာ तू ကစိတ်တာမချမ်းမြေ့တာသူတော်ကောင်းရဲ့စိတ်တော်မချမ်းမြေ့ဘူးဒါပေမဲ့ကုသိုလ်အစစ်ဖြစ်တယ်ဟုတ်ပြီနော်ဓမ္မခက်ကရုဏာဆိုဒီမှာတဏှာယုံနဲ့မကဘဲနဲ့အဲ့ဒီလူတွေကိုဘယ်လိုများနိုင်တော့ကယ်တင်မလဲဆိုတဲ့အပနယတိဒုက္ခကိုပရဒုက္ခံသူတို့ဘာဒုက္ခကိုကိရတိအပနယတိဘလို့ပယ်ရှားပေးရမလဲဘလို့ကဲ့တင်ပေးရမလဲဖြစ်မှာကရုဏာဖြစ်တာတဲ့။ကောင်းမြတ်မာကန်းတော်ဆရာတော်ဘုရားကြီးပေးတယ်မှာအချက် ောက်တော့စားစားပြပြဘာဘာဒီတမျိုးပဲရှိတော့တယ်မန္တလေးစကိုင်းမရဘူရာတောင်မူပြင်မနာရမဲသိန်းနောက်လျှောက်ကိုပြန်ခဲ့တာလေပျော်ဝဲတက်ကိုအကုန်တောက်လျှောက်ရန်ကုန်ကသူရန်ကုန်သားတွေကံကောင်းသွားတယ်ကံကောင်းသွားပြီးတော့ကံမကောင်းတဲ့လူကိုကရုဏာတရားထားရဖို့ဘူးတဲ့အဲ့သူ့လေကိုလေရှိတယ်ကိုရင်တကားကိုလာခောက်တဲ့ခါကျရင်အဲ့ဒီကြလို့ရှိရင်တော့ဒီအဖေကပါလို့မထားလဲအဲ့ဒါရတယ် ဲ့ဒါဘာမှမဖြစ်ဘူးဆရာတော်တို့ကပရိဟိတလောက်တာနည်းရင်ထပ်ဖြစ်မယ်80ဆို89သိန်းဆို73သိန်းဖြစ်တဲ့တရားဒီရရှိတဲ့နဝကံမောထပ်ဖြစ်ဖို့ပဲရှိတယ်ဒီတရားနှုတ်ဖို့မရှိဘူးသစ္စာဆိုးလိုက်တာအခုရဲ့လှူလိုက်တဲ့နဝကံမနမဆရာတော်ဘိုင်းတော့ကားတိုက်လိုက်တယ်အဲ့ဒီပစံနဲ့ဆေးမကူနဲ့အသေးခံမယ်အဲ့ဒါကရုဏာစားတာပါအဲ့ဒီဒီတရားဓမ္မပူဇာရသွားဆိုခုချက်ချင်းဥဒ္ဓရောက်ပြီလေလက်ပြားတော့မထီဘူးဒီနေ့340လောက်လာလှူတယ်ဥဒ္ဓရောက်တစ်ခါမထီဘူး လက်တော့မထိဘူးမမောတွေ့တာချင်းအလင်းမရှိပဲနဲ့အဲ့လိုစိတ်နဲ့သွားတယ်အရောင်မတော့တိတ်မလုတ်ချင်ဘူးလို့ဒီလူတွေနဲ့အဆင်မပြေတော့ဘူးလို့စိတ်ထဲတွေးပါတယ်သို့တော်လည်းကိလေကုနိုင်သလောက်ငါစိတ်နဲ့လည်းမဖြစ်ဘူးငါတို့ကဘုံတိုင်းတော့မြတ်ထက်သွတ်သွတ်လည်းလုတ်ချင်တဲ့လူတွေစိတ်နဲ့မဖြစ်တော့ဘူးနော်လို့ရှော့တော့ရှော့လာဒါပေမဲ့တနာတဲ့စိတ်ကများလာတော့ကရုဏာဓာတ်ကြောင့်ပြင်မော်ရောက်ပြီးတရားဟောပြီးတော့ ရှက်မရှိတဲ့မျက်နှာနဲ့ခမရလို့ရှိဘူးနဝကမလှူပါလို့တရောင်းစားလို့တောင်းစားတာပါဗျာအဲ့လိုပဲပြောတယ်ဓမေစီလို့မယူဆပါနဲ့တရောင်းစားခွတ်ဆောင်ကိုလို့ပဲမှတ်လိုက်ပါအဲ့လိုစိတ်နဲ့ပဲထဲ့ပါဟောတော့ချင်းချင်းဒီထဲရှင်းသွားပြီဒီထဲရှင်းရမရှိတော့ခမရအပြအောက်ပြသွားပြီဟာဥပဒနာဟာဥသောဘုန်းကြီးလူတော်မို့တရောင်းစားကိုတယောက်ပေးတယ်လို့အဲ့လိုစိတ်နဲ့ပဲလှူတော်ပြီအဲ့လောက်ပြောတော်ပြီဒီထဲနိုင်ကြရလည်းမရှိတော့ဘူး